မဟုတ်ဘူးသူတို့ကြောက်နေတာအားလုံးပဲမင်္ဂလာပါရှင်အခုရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်မှာရှိတဲ့နံပါတ်ကြီးပန်းတပိတောင်ကိုရောက်လာပါ ပါရမီတောင်ချီနာကိုရောက်တာနဲ့လက်ဆက်တဲ့ခြံထွက်ပြီးနှံ့တွေကိုဈေးချွချုံနဲ့ရောင်းပေးရဲဈေးဆိုင်လေးတွေမှာဈေးအရင်ပဲဖြစ်ပါတယ်။ဒါတော့ဆက်နေရော။ဘုမတဲ့ပါကူးကြလေ။ဆက်နေရပဲ။ဟုတ်တယ်။အဲ့ရွှေသီးလို့ခေါ်ပါတယ်ဘယ်မှမရှိပါဘူးရန်ကုန်မှာလည်းမရှိပါဘူးရွှေသီးရွှေသီးကြာဘူးအဲအဲဒီမဒီနေ့မှစိုက်တာပါဒါအရင်ကောင်းတယ်သွေးအားလည်းပတ်မှုကောင်းတယ်မျိုးစိအားကောင်းတယ်ဒီဟာကသူဖျားသီးစိတ်ကလေးကိုစိတ်ပြီးတော့စားစားလိုက်ရုံပဲဖျားသီးစိတ်ကလေးကိုအထက်မှာချိုးပြီးတော့မှွေ့ကြတာပဲအမ တော်တော်ရတာရှိခွဲပေးပါမယ်တမီးဘုဘချင်းရုံမယ်ဟာပေးလိုက်ပါငါပေးပါရော့ပါစာစားပါနဲ့နော်ကျင်းလိုက်ကြောက်ကြည့်မိချွာလာဒီမှာရောင်းနေကြောက်ကြည့်နေရတယ်တော်စားလို့ကောင်းတယ်အယောင်ပေါ့တိတ်ထောက်ယူလို့ရတယ်ဒီမှာဝတ်ဒီချဲ့ထွက်တင်းနေလို့အဆုံးမဒီမှာရောဖွဲပြအဲ့လိုဖွဲပြတာစိတ်ချပါဒါမောင်းညမှာစူးစူးကြက်ကြစူးစူးကြက်ကြ

ဒီတောင်ကျင်းနာတဝိုက်မှာကငါးတက်ကျောင်းဆောင်ဘုံကြီးကျောင်းရယ်ကိုပိုင်းအထက်ထန်းကျောင်းတစ်ချောင်းရယ်နဲ့ဗုဒ္ဓသာသနာပြု တက္ကသိုလ်လေးကိုတွေ့ခဲ့တယ်။ ပန်းနမွင့်တောင်ဆရာတော်ကတဲ့ထူဆန်းတဲ့အိမ်မဲအရာဒီပန်းနမွင့်တောင်အခြေပြုပြီးတော့လွန်ခဲ့တဲ့25နှစ်လောက်ကလေးကသာသနာပြုလုပ်ငန်းတွေကိုလှူဆောင်နေတာလို့သိရတယ်။ဒီမှာထူခြားတာကပန်းနမွင့်တောင်ပတ်ဝန်းကျင်ကိုတန်ငါးတွေယူလာခွင့်စားခွင့်မပြုဘူးတသက်လို့နေပြီးအဖြစ်နဲ့သတ်မှတ်ထားတယ်လို့သိရတယ်။ ဗန်ဒမွေတောင်ကိုလာမယ်ဆိုလို့ရှိရင်ရန်ကုန်ပြည်လမ်းတိုင်းလာပြီးတော့မော်ဘီအမှန်လေးလမ်းဆုံးမရောက်ခင်ညာဘက်ကလမ်းကျိုးလေးမှာလမ်းညုံဆိုင်ပုံလေးကိုတွေ့ရပါလိမ့်မယ်အဲ့ဒီလမ်းလေးတိုင်းမောင်းလာလိုက်လို့ရှိရင်ဗန်ဒမွေတောင်ကိုရောက်ပါပြီ လမ်းမွေးတောင်သားမှာကဖူးကြီးကြီးလောက်ကန်ရှိတော့အခုလမ်းပီးမှာဒီရန်ကုန်ဘက်ကိုပို့ပေးနေရဲ့ရေပိုင်တိုင်းကြီးလည်းမြင်တွေ့ရမှာဖြစ်ပါတယ်လမ်းတရှောက်မှာလည်းသူအချိုးအကွေလေးတွေ၊ဒန်ခွဲလေးတွေမှာဒန်းညုံဆိုင်ပုံလေးတွေရှိဘူး။လမ်းမမှာလည်းပူစီအမလို့ပါဘူး။ တောင်ပေါ်ကိုစတက်ပါတော့မယ်။ရိုင်းကြီးတော့မမတ်ကိုပြပြလေးပဲတည်းရ။ဒီကတော့လေးဘယ်လောက်လဲ။တမ900လေး။ကောင်းလာတယ်ကျတာယူတယ်ကိုကြည့်စမ်းအမောပြေရေခဲကြောင်းအေးအေးလေးကြီးစားကြမကြီးလေးကြောင်းယူလိုက်ပြီးဟိုတစ်ချက်နဲ့တစ်ချက်နော်ရေခဲကြောင်းစားဒီမှာလေးရှင် ီနေ့ရောက်တော့ဒီရှေ့ရလှေကတိတွေအတိုင်းလေတောင်ထိပ်ကိုတက်တက်တက်သွားလို့ရတယ်။ညဘက်နဲ့ဘက်ဘက်မှာလည်းပလန်းလေးတွေရှိရဲ။ညဘက်ကလမ်းကလမ်းသာတယ်ဆိုလို့ဒီလမ်းကိုပဲရွေးလိုက်တယ်။ ောက်ထိပ်မှာတည်ထားတဲ့ဖရာရင်ပြေကိုရောက်ပါပြီ။ဒီဖရာရင်ပြေကိုရောက်တာနဲ့မြင်ရတဲ့မြင်ကွင်းနဲ့ဒီတိုက်နေတဲ့လေအေးအေးလေးကအမောကိုပြေးသွားတာပဲ။ ဒီပပတ်လည်းမှလည်းစိမ့်ဆူနေတယ်ရာဘာတော်တွေနေနေရတယ်ဟိုးမှာဆိုလို့ရှိရင်ဖူးကြီးရေလောင်ကန်ကြီးကိုလှမ်းတွေ့နေရတယ် ဒီမှာတောင်သုံးတောင်ရှိတယ်လို့ပြောကြတယ်အခုနောက်တတောင်ဘက်ကိုဆက်ပြီးတော့သွားပါမယ်လူကြီးတွေကတော့မလိုက်ခဲ့တော့ဘူးအောက်မှာပဲစောင့်နေတော့မယ်တဲ့ ဒီတောင်ပေါ်မှာဇေဒီတဆူရဲ့ရခနန်းနန်းရဲ့ရှိတယ်ဟိုအပမှာတွေ့နေရတာကနဲ့ရည်တွင်တဲ့ ခုဒီကနေလမ်းမြင်နေရတာကစောစောကတက်ခဲတဲ့တောင်မိုစီဒီကြီးရလေညနေပဲစောင်းလာလို့ကျမတို့လည်းနောက်တစ်တောင်စီတောင်တစ်တောင်စီကိုဆက်မသွားဖြစ်တော့ပဲနဲ့ပန်တပွင့်တောင်ကနေပြန်လာခဲ့ပါတော့တယ်ရှင်ရန်ကုန်ကနေတနအီကျော်လောက်မောင်းလာလို့ရှိရင်ရောက်တဲ့ပန်တပွင့်တောင်စီကိုမြောက်ဖူးသေးလို့ပဲဖြစ်ဖြစ် ဖျားဖူးခြင်းလိုပဲဖြစ်ဖြစ်တဘာဝတောတောင်ရေနဲ့ထိတွေ့ခြင်းလိုပဲဖြစ်ဖြစ်တစ်ခါတစ်ခါတော့ရောက်လာဖို့တင်ကြောင်းဒီအစီအစဉ်လေးနဲ့သတင်းစကားပါလိုက်ပါတယ်ရှင်မီရှယ်ကျုပ် channel လေးကိုတိရှိအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြမယ်နော်